ရသဗျာဥပမာပေးထားတဲ့ဥပမာစကားရပြောမဆွေကုသိုလ်နဲ့အကုသိုလ်လောကလူတွေဟာဥဘောပုံရှင်ဆတ်ပါပင်ဆတ်ယံမစောကုရုတိဣဒာအခုလက်ရှိဘဝမှာလူသားတွေကိုကြည့်လိုက်အလုံးစုပြီးတော့ချိန်ပြီးတော့ကြည့်ကြည့်လိုက်ကြည့်လိုက်တဲ့အခါမှာလူတွေဘာလုပ်နေကြသလဲ ကြည့်လိုက်မယ်ဆိုရင်ကုသိုလ်နဲ့အကုသိုလ်ဒီနှစ်ခုလုံးနေကြတယ်လို့သူတို့ပြောတာဒါကိုဆိုလိုတဲ့ဥဘောပုံဉ္စပါပိစယံမစ္ဆောကုရုတိဣဒာဒီဘဝမှာသရဝတဥဟာကုသိုလ်နဲ့အကုသိုလ်ဒီနှမျိုးကိုလုံးနေကြဟုတ်ပြီတေနိတတတကံဟောတိကိုလုံးတဲ့အရာတွေကိုပိုင်တဲ့အရာဖြစ်သွားတယ် ရွှေတွေငွေတွေကိုကိုပိုင်တယ်လို့မပြောဘူးမပိုင်ဘူးလားလို့ဆိုတော့တခဏတော့ပိုင်ပြီပစ္စည်းဥစ္စာတွေကိုပိုင်တယ်မျက်စိမမိတ်ခင်ကိုပိုင်တယ်လို့ပြောမျက်စိမိတ်သွားတာနဲ့တပြိုင်နက်အားလုံးကထားကြရရသဗျာကပဟာယကမဏိယတပ်ပံပဟာယကမဏိယရထဘာလာတုတ်တံမှာစင်ရှင်စဉ်းစားဖို့တပ်ပံ ပါဟာယကမဉ္ဇံဆိုအားလုံးထားသွားဆိုတော့ကိုယ်ပိုင်တယ်လို့မဆိုဘူးအတိုင်းဒါတစ်ခုရတာပိုင်တယ်အဲ့တော့ပါဟာယကမဉ္ဇေသူအေတံအာရယခိစ္စတိဆိုထားတော်ရမယ့်ပစ္စည်းတွေတဲ့ကိုယ်ပိုင်တယ်လို့ဆိုတဲ့အရာဒီကုသိုလ်နဲ့အကုသိုလ်ကဖြစ်တယ်အေးမကောင်းတာလုပ်လို့ရှင်မကောင်းတာကိုယ်ပိုင်သွားပြီကောင်းတာလုပ်လို့ရှင်လည်းကောင်းတာပိုင်သွားပြီ သို့တော့ဒီနေရာမှာလူတွေမျက်စိလဲနေတတ်သေးတယ်။လောကမှာတချို့ပုဂ္ဂိုလ်တွေမကောင်းတာလုပ်ပြီးတော့ချမ်းသာကြွယ်ဝနေတာရှိတယ်။ကောင်းတာလုပ်ပြီးဆင်းရဲနေတာရှိတယ်။အဲဒီတော့လူတွေကဘလို့တွေးလဲဆိုရင်ကောင်းတာလုပ်လဲကောင်းတော့မဖြစ်ပါဘူးမကောင်းတာလုပ်လဲမကောင်းကျိုးမရပါဘူးလို့ဆိုရဲအတွေးတွေဝင်လာတတ်တယ်။သို့တော့ကံကြမ္မာရဲ့သဘောမျိုးစေ့နဲ့အလားတူတယ်ပေါ့။မျိုးစေ့ဆိုတာ အချိန်ဆောင်နေရတယ်။အပင်ပေါက်လာပြီးပြီးချင်းအသီးသီးမှမဟုတ်ဘူး။အပင်ပေါက်လာမယ်အချိန်တန်တဲ့အခါမှာအပွင့်ပွင့်မယ်အပွင့်ပွင့်ပြီးမှအသီးသီးမယ်။အချိန်ဆိုတာအခုလို့အခုရတဲ့ဟာမျိုးမဟုတ်ဘူး။အချိန်ခါလိုက်တာမျိုးစိတ်လိုပဲချက်ချင်းကြီးပေါက်ချက်ချင်းကြီးအသီးပွင့်ဖြစ်တာမဟုတ်ဘူး။ ကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်တယောက်ဒီမကောင်းတာဖြစ်နေခြင်းဆိုတာအခုလုပ်နေတဲ့ကောင်းတဲ့အလုပ်ဒီချက်ချင်းကြီးပြီးပွင့်လာတဲ့သဘောမရောက်သေးဘူးမကျွားလို့ခေါ်တဲ့ရင့်ကျက်လာတဲ့အချိန်သူဟာစောင့်နေသေးတာဖြစ်တယ်ဟုတ်တယ်ဟုတ်ပမာစကားမှလည်းပြောတာရှိတယ်လေအခုရေတွင်တူအခုရေချင်းတောက်ချင်လို့မရဘူးဆိုတဲ့စကားလား ကောင်းတာလုပ်တာဟာချက်ချင်းကြီးကောင်းကျိုးချမ်းသာရသလားလို့ဆိုကုန်လုံးရနိုင်တဲ့အနေအထားမရှိဒါပြည့်မကောင်းတာလုပ်တာကရောဟိုချက်ချင်းကြီးမကောင်းကျိုးရသလားဆိုဘယ်ရောက်သူ့လည်းပဲမကြွားဖြစ်တဲ့အချိန်ကိုဆောင်အဲ့ဒါဆိုလို့ရှိရင်အကုသူဘယ်သူမှမလုပ်ရဲဘူးဆိုပါလို့လူတယောက်မှာတရိษံဖြစ်နိုင်တဲ့အကုသူကိုလုပ်ရင်ချက်ချင်းဒီဘဝကြီးမှာတရိษံအဖြစ်ပြောင်းသွားလား ပဲပြောင်းမယ်ကုသကံရဲ့အရှိန်ကဟန်တားထားတဲ့အတွက်ကြောင့်လူဟာလူပဲအေးကောင်းတာတွေလုံးလို့အရှင်လက်လက်လက်ပြရောက်လာဆိုပဲရောက်မယ်ပဲရောက်လူ့ဘဝရောက်စေတတ်တဲ့ကံတရားကသူ့အကျိုးဆက်လက်ပြီးတော့ရှင်သန်စေနေသေးတယ်အခုလုံတဲ့ကံတရားကအကျိုးမပေးသေးဘူးဒါကြောင့်မို့လို့ကောင်းတာလုံးလေကောင်းတာမဖြစ်ပါဘူးဆိုတဲ့အတွေးကိုမတွေးမိစေနဲ့ မကောင်းတာလုပ်လဲမကောင်းတာမဖြစ်ဘူးဆိုတဲ့အတွေးမှားကိုလည်းမတွေးမိစေဘူးလို့ရတယ်။အချိန်တန်လို့ရှိရင်အကုသိုလ်ကံဒီအကုသိုလ်အကျိုးဝါဒပေးတယ်ကုသိုလ်ကံဒီကုသိုလ်အကျိုးဝါဒပေးတယ်။ရသော်ဘုရားကကောင်းတဲ့ကံကဆူချူပေးတယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့ခေါ်ထားတယ်။နော်မကောင်းတဲ့ကံကကောင်းချူပေးတယ်ဆိုတာလည်းလုံးဝမဖြစ်နိုင်ဘူးလို့ ကာမတိယမရဲ့သဘောတရားကိုမြတ်စွာဘုရားအတိအကျဟောထားတာဖြစ်တယ်။အေးအချိန်တန်းလာလို့ရှိရင်ဒုက္ခရောက်တယ်။ဒါကြောင့်မို့ဓမ္မပရမပြောထားတာဟောထားတာရှိတယ်။မဒုံဝမညတိဘာလောယဝပပန္နပစ္စတိမကောင်းမှုအမှုတို့အကျိုးမပေးသေးဘူးဆိုလို့ရှိရင်ပြုလုပ်တဲ့ပုဂ္ဂိုလ်ကပြားတကားလို့ကိုယ်လုံးပေါ်မှာကိုကျဉ်တတ်ပြီးတော့ချုံမြိန်တဲ့အရာကခံစားနေရတယ် ဆိုလိုတာမကောင်းတာလို့ရင် ကောင်းစားနေတတ်သေးတယ်လို့ဆိုလိုတယ်နော်ဇာဝပပနပ္ပစ္စတိမကောင်းမှုအကုသို့ကျုံးမပေးသေးဘူးဆိုရင်တော့သူကကောင်းရချမ်းသာတွေရနေတာသူ့ကြောင့်ရတာမဟုတ်ဘူးအတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကံတစ်ခုကြောင့်ကောင်းရချမ်းသာရဒီလိုဆိုလိုတယ်ပေါ့နောက်တစ်ခုကအကုသိုလ်ကံပဲဖြစ်ဖြစ်ကုသိုလ်ကံပဲဖြစ်ဖြစ် အကုသိုလ်ကံလည်းချက်ချင်းအကျိုးမပေးဘူးလို့ဆိုတဲ့နေရာတစ္ဆုခေရန်ဝဘောဇတိနွားတို့ဟာညစ်ပြပြချင်းချက်တာမဟုတ်ဘူးအချိန်အတိုင်းအတာတစ်ခုရောက်မှချက်တာဖြစ်တယ်ညစ်ပြကားစားဆိုမချက်သေးဘူးအခုခေတ်ဆိုလို့ရှိရင်မချက်အောင်ဆိုပြီးတော့ဒီခြေကတက်တာလည်းထည့်ထားရင်မချက်ဘူးအဲ့ဒါလို့သူ့အကြောင်းမရှိသေးလို့ရှိရင်သူကမဖြစ်ဘူး ထို့တူပဲအကုသိုလ်ကံကုသိုလ်ကံရဲ့သဘောတဘောမှာတခြားအထောက်ပံ့အကြောင်းတွေပေါ်မှာအမိပြုပြီးတော့မှဖြစ်တာဖြစ်တယ်ဟုတ်အေးကုသိုလ်ကံအကုသိုလ်ကံရဲ့သဘောတဘောဝါကိုသိတာအမောဟအတိပညာလို့ခေါ်တယ်အဲ့ဒီအတိပညာရှိလာပြီဆိုရင်ဘလို့တင်တာနဲ့လုံတင်တာခွဲခြားသိတယ်ဘလို့တင်တာကိုရှောင်းတယ်လုံတင်တာကိုလုံတယ်ဆိုတော့ ကောင်းကျိုးချမ်းသာတွေရပြီးတော့ကောင်းကျိုးချမ်းသာတာဆိုးလို့ချင်မရှိဘူးအဲ့ဒီအာလောဘအာရောဒအာမောဟလို့ဆိုတဲ့တဘာဝတရားတွေနဲ့တွဲဖက်လာတဲ့စိတ်နေသဘောထားကိုကုသိုလ်လို့ခေါ်တာပဲကောင်းတဲ့အပြစ်ခင်းပြီးကောင်းကျိုးချမ်းသာတွေကိုသူကပဲထုတ်လုပ်ပေးတာပဲဖြစ်တယ်ဘုန်းကြီးတို့တွေလူပြေရောက်လာတာလူဘဝရလာတာကုသိုလ်ကံရဲ့ဆောင်းဆောင်မှုစတိပြတ်မှတ်သားကြပါ ုသိုလ်ကံရဲ့ဆွမ်းဆောင်မှုကြောင့်လူဖြစ်လာအေးမကောင်းတာတွေလုပ်ခဲ့တဲ့အကုသိုလ်တွေရောကုသလမှာပါမလားဘုရားဆိုပါတယ်ဒါကြောင့်မို့လို့ဘဝခရီးပါဟိုချမ်းသာဒုက္ခကြီးမဟုတ်ပဲနဲ့တခါတရံအရှင်မြပြေမှုတွေကြုံတယ်တခါတရံဒုက္ခတွေရောက်တယ်ဆိုတာမျိုးဖြစ်လာဟိုအကုသိုလ်ရဲ့အကျိုးပါတွဲဖက်ခံလူတွေဟာ ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်။တော့ကန္နတုတ်ကလို့ဆိုအဖြူနဲ့အမဲလုပ်တာဒါကိုပြောတာဥဘောပုံញင်စပါပင်စယမေသောကုရုတိဣဒ္ဓဒီဘောမှာလူဆိုတာဟာလက်ရှိဘောမှာကောင်းတာလည်းလုပ်မိတယ်မကောင်းတာလည်းလုပ်မိတယ်။လောဘနဲ့လုပ်တာဒေါသနဲ့လုပ်တာမောဟနဲ့လုပ်တာမကောင်းတဲ့အလုပ်အကုသို့လုပ်တယ်လုပ်တယ် အကုသိုလ်အလုပ်တွေလုပ်ပြီးသွားလို့ကုသဏ္ဍမှာမဲညစ်တဲ့အကျိုးဆက်တွေဖြစ်ပေါ်စေဖို့အတွက်မျိုးစေ့တွေကြကြပြီးတော့သွားအဲ့ဒီမျိုးစေ့တွေကဘယ်မှာအပင်ပေါက်တယ်လဲလို့ဆိုရင်ဒုက္ခတိဘုံမှာအပင်ပေါက်တယ်ကိုယ်ရဲ့မျက်မြင်အလုံးတွေ့နေကြတဲ့တိရစ္ဆာန်တွေဟာဒုက္ခတိဘုံဘဝရောက်နေတာဟာအကုသိုလ်ကံရဲ့အကျိုးဆက်ကိုခံနေကြဖြစ်တဲ့ပေါ့ အဝိဓုရဲ့အကျိုးဆက်ကိုခံနေကြရတယ်။သို့သောအကုသိုလ်ကံအကျိုးခံနေရတဲ့တရိစ္ဆာန်နေရာရောကောင်းတာလေးမတွေ့ရဘူးလားဆိုတွေ့တယ်။သူတို့မှလည်းကုသိုလ်ကံအကျိုးပေးတာလေးတွေကဝင်ပြီးတော့ကုသိုလ်ကံရဲ့စောင့်ရှောက်မှုလေးတွေရှိတယ်။သို့သောဘဝကြီးတစ်ခုလုံးပြောင်းသွားအောင်တော့လုပ်လို့မရဘူး။ကြည့်လေတထေးကမွေးထားတဲ့ခွေးတွေကြတော့။အဲတော့ရလာအကားနဲ့တော့ရတဲ့အိမ်မှာကြာကြာနာနာ စားရတောင်းရတယ်ဆိုတာဒါကုသိုလ်ကံရဲ့အကျိုးလို့ခေါ်တယ်။ခွေးပြစ်လိုက်တာတော့အကုသိုလ်ကံရဲ့အကျိုးပဲ။အကုသိုလ်ကံကလက်ဦးလို့ခွေးဘဝပို့ပေးလိုက်ပြီပဲကုသိုလ်ကံကလိုက်ပါဆောင်းလျှောက်တယ်။အေးတထဲအိမ်ပို့ပေးထား။ကောင်းကောင်းမွန်မွန်စားနေထိုင်ရဒီလိုဆိုလိုတယ်နော်။အေးလူဘဝရောက်တော့လည်းပဲကုသိုလ်ကံကလူဘဝကိုပို့လိုက်တယ်။အကုသိုလ်ကံကနှိမ့်ဆက်တဲ့အခါကျတော့ လူတွေကယောဂဝေဒနာတွေဖြစ်ကြတယ်ဒုက္ခတွေခဏခဏရောက်တယ်ပစ္စည်းတွေခဏခဏပြတ်တယ်ဆိုတာမျိုးတွေကြုံတာအကုသို့ကံရဲ့အကျိုးဆက်တွေပဲလို့ဒီလိုဆိုတယ်ပေါ့ပါဏာတိပါဒလောက်ခဲ့တဲ့ပုဂ္ဂိုလ်သည်ငယ်ငယ်ရပဲတည်သွားတယ်ငယ်ငယ်ရပဲတည်သွားတယ်ဆိုပါစို့မနေ့ကတောင်မှပဲစွန်းစားရင်ဟင်းတစ်ခွက်ပါလာဘာဟင်းပါလာတော့ငါဥကျက်ပါလာ ငါဥပ္ပရေကြည့်ပြီးတော့စဉ်းစားမိတယ်။ဩငါဘဝမရောက်ခင်ပြေးသွားတာပါလားသူ။တမ်းမောင်များဆိုငါဆိုတဲ့တရားမိခင်တကောင်မှာတမ်းမောင်များစွာသောငါတွေတရားတွေအများကြီးအဲ့ဒီတရားတွေကကြည့်လေအသက်မရှင်ဘူးဥပ္ပဝါနဲ့ပဲယုတ်တုံးသွားတယ်။ဥပ္ပဝါနဲ့ပဲတိတ်ဆုံးသွားတယ် လူတွေကတော့ထင်မှာပေါ့ငါဥဟာတက်မရှိသေးဘူးဘယ်ဟုတ်မလဲအဲ့ထဲမဲ့တရဝါဆိုရင်တက်ပေါ်လာပြီးသားဖြစ်တယ်လူဘဝမှာလည်းပဲထွတ်တူပဲလို့စာရီထဲမှာရေးထားတာရှိတယ်ညောလူသားတယောက်ရဲ့ဆိုမိခင်ရဲ့ဝမ်းထဲမှာသရေတီတာဟာတမောင်များစွာသရေတီတယ်လို့ဆိုတယ်စပန်နဲ့အိုဘန်လို့ဆိုတယ်ဒီ မိဘနှစ်ပါးရဲ့ပစ္စည်းနဲ့တရဝါတွေဟာအဲ့ထက်မှာတရေမျိုးစေ့ကြတာအဲ့တရေမျိုးစေ့ကြတဲ့ထဲကသံမောများစွာသောတရေမျိုးစေ့တွေကအောင်းသွားတာတခုပဲကျန်တာတွေကသိဆုံးသွားကြအဲ့တော့လူဖြစ်ဖို့ဆိုတာအမတမခင်လူဖြစ်ဖို့ဆိုတာအမတမခင်သံမောများစွာသောဒီတရဝါတွေဟာ လူလူဖြစ်ရောက်လာဖို့ရမိခင်ရဲ့ဝန်းထဲရောက်ပြီမှာမိခင်တော်မသိလိုက်ဖ ೇನೆ တည်သွားတဲ့လူတွေကအများကြီးဟုတ်အများကြီးပဲတည်တယ်အဲ့ဒီမှာမွေးတာနှစ်ယောက်မွေးခြင်းမွေးမယ်သုံးယောက်မွေးခြင်းမွေးမယ်အမွာဘူးပေါ့များသောအားဖြင့်တယောက်ပဲမွေးတယ်အဲ့တော့ဇန္နာရီကပဲရောက်သွားကြတယ်ဆိုတော့တည်သွားကြတယ်ဒါဖြင့်သူတို့အသက်ဟာဘလောက်တူတယ်လဲစဉ်းစားကြည့် အခုတေးလာပြီအခုမွေးမလို့လို့တာမမွေးရခင်တေးသွားမမွေးခင်မတေးသွားနော်အေးတော်တော်လေးအကောင်ထဲပေါ်မှာတေးတာလည်းရှိတယ်မွေးပြီးတဲ့နောက်မှာတေးသွားတာလည်းရှိတယ်ပေါ့လူဘဝတွေမဲ့ကြည့်မွေးတေးအများကြီးပဲရှိတယ်အဲ့တော့အကုသိုလ်ကံဒီရဲ့အကျိုးပေးဟာလူတိုင်းလူတိုင်းကအခုလို့အသက်ရှင်လာကြတာမဟုတ်ဘူး မိဘရဲ့ဝမ်းနဲ့မှလည်းတည်ဆုံးသွားတဲ့တတဘောဘောဟာတန်းချီရှိတယ်လို့ဒီလိုဆိုတယ်။နော်။စာပေကျမ်းကမှလည်းလို့ဆိုဒါကြောင့်မို့လူဖြစ်ဖို့အမတန်ခဲနေလို့ဆိုတာဒီတစ်ခုနဲ့ပဲကြည့်။ငါးဥလေးတွေကြည့်လိုက်တဲ့ငါးလေးတွေတောင်မှပဲတရိစ္ဆာန်ဘုရားဆိုတော့လေတရိစ္ဆာန်ဘုရားကိုမရောက်ခင်ဖန်တလဲလဲတည်တည်သွားပြီးတဲ့အခါနောက်တစ်ခါငါးလေးပြန်ရောက်ရင်ငါဥ ငါဥမုံလို့ရှင်ငရေပြန်ရောက်သွားတာလည်းရှိမယ်အကုသိုလ်ကြောင့်မဟုတ်လို့တတိဆံဘဝကိုတက်လာပြီးတဲ့နောက်မှာငရေပြန်ကြသွားငရေကနေတက်လာတဲ့အခါတတိဆံဘဝရောက်လာတတိဆံမဖြစ်ခင်တခါငရေပြန်ကြသွားဟောဒီလိုလားနော်အဲ့ဒါစဉ်းစားကြည့်ကတ္တဗျာမြတ်စွာဘုရားလက်ထက်တုန်းကပညာတတ်စာတတ်ပေတတ်ယဟန်တပါကပိလယဟန်လို့ခေါ်တယ်သူဟာ စာတတ်တော်လည်းပဲဟိုဇေယိုက်ကျမ်းနဲ့ဇေယိုက်ဆိုးတယ်ပေါ့အပြောစုမစင်ခြင်းဘူးမမနာတွေကြီးတယ်ယဟန်ကောင်းတွေကိုဆဲရည်တယ်နောက်ဆုံးမှသာသနာတော်ကိုပြည့်စည်အောင်လုပ်သွားပြီးတော့တည်တဲ့အခါမှာအဝိဇ္ဇငရဲရောက်သွားအဝိဇ္ဇငရဲမှာငရဲခံရပြီးတဲ့နောက်ပြန်တက်လာတဲ့အခါဘယ်ရောက်တော့ဆိုရင်ကင်းကမြစ်ထဲမှာငါးကြီးသွားဖြစ်တယ်ငါးဖြစ်တော့ ်သင်္ကန်းဝတ်နဲ့နေထိုင်ခဲ့သည့်အတွက်ကြောင့်ဒုက္ခနာကိုကရွှေရောင်အယောင်လှပတဲ့ငါးကြီးဖြစ်တယ်။သို့တော်ရဟန်းတော်တွေရဟန်းကောင်းတွေကိုဆေးရခဲ့သည့်အတွက်ကြောင့်ပါဇက်ဖွင့်လိုက်လို့ရှိရင်မခံနိုင်တော့အပုတ်နဲ့နေထွက်တယ်လို့ဆိုတယ်။အဲ့ဒီငါးဟာဒီတငါးတွေဖမ်းလို့ပြီးလာတဲ့အခါဒီငါးကြီးပါဇက်ဖွင့်လိုက်တာနဲ့မျိုးကြီးတစ်မျိုးလုံးဟာအပုတ်နဲ့နေလှိုင်းသွားတယ် ငါးကြီးကြည်လိုက်တော့လေလှတယ်ရွှေရောင်တောင်းအဲ့တော့ဒီငါးကြီးအကြောင်းကိုသိကျင်တာနဲ့ရသော်ဘုရားစီလျှောက်တဲ့အခါရသော်ဘုရားအဲ့ဒီမေးမြန်းတဲ့အခါမှာငါးကြီးကိုယ်တိုင်ကပြောတယ်သူဟာကပိလယဟန်ဆိုတဲ့အကြောင်းပြောဒါဖြင့်အခုဘယ်သွားမှလဲလို့ဆိုငါးဘွားကတည်သွားလို့ရှိရင်အဝိစီငရဲပြန်သွားမယ်လို့ဆိုတယ်စဉ်းစားကြည့်တော့ရသော်ဘုရားကိုယ်တိုင်ကိုယ်ကလည်းပဲဒီ စိတ်ဓာယုကလတုတ်တံမှာလက်ကန်းကြီးဥပမာပေးပြီးတော့ဟောတာတကြိမ်တစ်ခါလွဲပြီးတော့ဒုက္ခတိဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တရားဟာလူဘဝပြန်ရဖို့ဆိုတာလက်ကန်းကြီးခေါင်းနဲ့ရောကြံမျောနေတဲ့တဘိုးကြီးရဲ့တခုရီးသောအပေါက်အန်ကြာဆွမိဖို့ဆိုတာအလွန်ခဲနေလို့ဒီလိုခေါ်တဲ့အထေသနာမဖြစ်နိုင်ဘူးသူပမာပြေမှာတော့ပြောလို့ရှိချတယ်ပေါ့ ဇမပြေကအတ္တစင်လူပြေကအတ္တစင်လူပြေကအတ္တစင်ထောင်ထားဇမပြေကအတ္တစင်ချလိုက်အဖျားချင်းထိဖို့ဆိုတာအလွန်ခဲနေမို့သို့တော့အဲ့ဒါကမှဖြစ်ကောင်းဖြစ်နိုင်သေးတယ်တိရိစ္ဆာန်ဘုရားရောက်တဲ့အတူပြန်ဖြစ်ဖို့ခက်တယ်လို့ပြောချင်တာပေါ့အဲ့ဒါကိုအထိတ်စုပတိလို့ခေါ်တယ်ဖြစ်ထောင်ဖြစ်ခဲဖြစ်ဖို့ဆိုတာမှန်းဆလို့မရနိုင်တဲ့အနေအထားလို့သူတို့ပြောတယ် ေးဘဝဆိုတာအဲ့ဒီလိုအကုသိုလ်တွေလှုပ်ထားလို့ရှိရင်အကုသိုလ်ကံကအကျိုးပေးသွားတယ်။ကုသိုလ်ကံလုပ်လို့ရှိရင်ကုသိုလ်ကံကအကျိုးပေးတယ်။သို့သောကုသိုလ်ကံနဲ့အကုသိုလ်ကံသည်လက်ဥသူကဘဝကိုအရင်ဖန်တီးလိုက်တယ်။လက်ဥတဲ့ကံကအကုသိုလ်ကံကလက်ဥလို့ရှိရင်အကုသိုလ်ကံကအကျိုးပေးလိုက်တယ်။ကုသိုလ်ကံကလက်ဥရင်ကုသိုလ်ကံကအရင်ကျိုးပေးတယ်လို့ဒီလိုရှိတယ်ပေါ့။ ဘာဖြစ်လို့တော့ဆိုရင်လူစိတ်ကိုကြည့်လိုက်ကိုယ်စိတ်ကိုပဲစိတ်နဲ့သုံးသပ်ကြည့်အဖြူနဲ့အမဲလိုပဲစိတ်ကောင်းနှလုံးကောင်းပေါ်လာတဲ့အခါရှိသလိုစိတ်ပိုင်းစိတ်ရင်းစိတ်ပိုင်းပေါ်လာတဲ့အခါရှိတယ်အေးစိတ်စိတ်ရင်းစိတ်ပိုင်းပေါ်လာတဲ့အခါမှာစိတ်အစင်ဟာမဲတော့အေးကြည်လင်နဲ့စိတ်ဓာတ်ကလေးပေါ်လာတဲ့အခါစိတ်အစင်ဟာဖြူသွားတယ်ဆိုလိုတာဖြူလိုက်မဲလိုက်ဖြူလိုက်မဲလိုက်သွားတယ် သင်္ကန်းလေးမှာအမဲနဲ့သွားကြွရင်တော့တခါဒုက္ခတိကုံရောက်တာအဖြူနဲ့ကြုံတဲ့အခါမှာကောင်းတဲ့ဒုက္ခတိကုံရောက်သွားတယ်အဲ့ဒါကြောင့်မလို့သတိထားပြီးတော့ကုသကောင်းမှုကုသနာမှာအဖြစ်များအောင်ကြိုးစားအထောက်အမဲလို့ဒီလိုဆုလို့တယ်ဒါကြောင့်မို့လောကလူတွေလုံးသမျှကုသအကုသဒီဘဝလုံးထားဟာဒီကို့အတွက်ကို့ပိုင်ပစ္စည်းတစ်ခုဖြစ်သွားတယ် တင်ညိတတတကံဟောတိတင်စအာရာယခစ္စတိအကုလုတဲ့ကံဒီပဲလေကိုနဲ့အတူပါသွားမှာပဲတင်စတအလူကံဟောတိဆာယဝအနာပါယအေကုတုကံအောတုကံနေရာအိပ်ပပါကိုအိပ်ပမှာကိုနဲ့အတူတဘွားပါနေတာကုတုအောတုကဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘဝတစ်ခုဘုန်းကြီးတို့တွေကကိုဘဝခီး လူဘဝမှာခਿੱတနာတဲ့အချိန်မှာအရေးကြီးဆုံးကဘာလဲကုသိုလ်လုပ်ဖို့ပဲအရေးကြီးတယ်။ဒါကိုစိတ်ထဲမှာစွဲမှတ်ထားဖို့